ွေအကြောင်းပြောရအောင်ငွေထက်မေတ္တာတရားကသာအဓိကပါလို့ပြောကြပေမဲ့လက်တွေ့ဘဝမှာငွေမရှိရင်တော့တစ္ဆာဆိုတာအရန်ရှာငွေထက်ခင်မင်မှုကအဓိကပါလို့ပြောကြပေမဲ့လက်တွေ့ဘဝမှာငွေမရှိတော့အပေါင်းအသင်းဆိုတာရှာ ငွေထက်ကျမ်းမာရေးကအဓိကပါလို့ပြောကြပါမယ်။တကယ်တည်ရှိရင်ဖြစ်တော့စေနာရှင်ဒေါက်တာကြီးဆိုတာရှာရယ်။ငွေထက်စိတ်ချမ်းသာဖို့ကအဓိကပါလို့ပြောကြပါမယ်။လက်တွေ့ဘဝရဲ့စိတ်ဆင်းရဲမှုကငွေကြောင့်ဖြစ်နေတာများတယ်။ ိုမှန်တဲ့အမှုတစ်ခုကိုတရားခွင်မှာနိုင်ဖို့ငွေလိုတယ်။ငွေဆိုတာမိသားစုတွေကိုလည်းစီလုံးစေနိုင်တယ်လို့ချေရသူကိုမြဲအောင်ဆွဲပေးထားတဲ့လက်တစုံပဲဖြစ်တယ်။ငွေနဲ့လေးစားမှုကိုတော့ဝယ်လို့ရတယ်။ငွေမရှိတဲ့သူတွေရဲ့အစဉ်ကျင်က ကျော်ရွှင်မှုကိုငွေကမပေးနိုင်ဘူးဆိုတဲ့အခြေအနေပဲ။ပန်တန်လီပေါ်မှာနှစ်ချို့ဝိုင်းတချို့ကိုဒီကဲစိမ်ပြီးမတော်ဖူးလို့ဖြစ်ပါလိမ့်မယ်။တကယ်တော့ငွေကအရေးမကြီးတော့မဟုတ်ဘူး။အယူလွဲနေတလွဲဖြူစင်ခြင်းနေကြခတ်တာ။ပေချာစဉ်းစားကြည့်စမ်းပါ။ ငွေဆိုတာတတ်မဲ့အရာတစ်ခုကင်တွေတဲ့လူကအတိကမဟုတ်ဘူးလားဒါကြောင့်ငွေရှာတတ်ဖို့လိုတယ်ငွေပေါ်မှာခင်တွေ့ရမယ်အတန်းငယ်တော့အာအင်တွေ့ရှိနေတော့ကိုယ်စွမ်းဉာဏ်စမ်းနေပြည့်နေတော့မှာရှင်နေမှုမြုံနံမှုတွေလောက်ရမယ်အနာအကအတွက်ဂျိုတင်ပြင်ဆင်ရမယ် ငွေကိုစီကန်းရှိရှိတုံးပြီးရတုံးကုန်တန်တရားထဲကထွက်ရမယ်။ဂျမ်းမာရေးပညာရေးစီးပွားရေးကိစ္စတွေမှာငွေကိုရဲရဲတုံးပြီးအစားအသောက်အစည်းကြီးတုံးအတုံးဆောင်တွေနဲ့အမတ်တရမဖြစ်စေတဲ့ခနာတာစိတ်ပျော်ရွှင်ခြင်းတွေမှာငွေကိုလျှော့တုံးပါ။ တမအားစီဝလုတ်တဲ့ငွေတွေကရှာရခတ်တာအလုံးအတိပါပဲလူဘဝမှာငွေကအရာရာမဟုတ်ပေမဲ့အရာရာတော်တော်များများဖြည့်ဆည်းပေးနိုင်တာငွေပါဒါကြောင့်ငွေကိုရှာတတ်ဖို့တိတ်ကိုအရေးကြီးပါတယ်အခုဒီဗီဒီယိုကိုแชร์သွားလို့ရပါတယ်